ိုင်ဝမ်အရင်မှာလိုအပ်ရင်ဂျပန်ဝင်ပါရမယ်လို့ဂျပန်ဝန်ကြီးချုပ်ရဲ့ပြောဆိုမှုအပေါ်မကျေနပ်တာကြောင့်အိုဆာကာမှာရှိတဲ့တရုတ်ကောင်စီဝန်ချုပ်ရွှေချံကဝန်ကြီးချုပ်ဆန္ဒရေးတက္ကသိုလ်ချီရဲ့ခေါင်းကိုဖျက်ပစ်မယ်လို့ချင်းချောက်ထားတဲ့စာကို ACE လူမှုကွန်ရက်မှာနိုဝင်ဘာ၈ရက်နေ့ကတင်ခဲ့ပါတယ်နိုဝင်ဘာ9ရက်နေ့က Outlook တော့ Budget Committee အစည်းအဝေးအတွင်းထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ဂျပန်အနေနဲ့ငြင်းငြမ်းစွာအဖြေရှာတဲ့နည်းကိုလိုလားကြောင်း ဒါပေမဲ့တကယ်လို့များတရုတ်နိုင်ငံကထိုင်ဝမ်ပေါ်ရေကြောင်းပိတ်ဆို့မှုတွေလှုပ်လာမယ်ဒါကိုဖြေရှင်းဖို့အမေရိကန်ကလည်းဝင်လာမယ်ဆိုရင်ဂျပန်အနေနဲ့လည်းတရုတ်နဲ့ထိတ်တဲရင်ဆိုင်ရနိုင်ကြောင်းအဲ့ဒီလိုအခြေအနေမှာဂျပန်ဟာကိုယ့်ကိုယ်ကိုခုခံကာကွယ်ရမယ့်အခြေအနေကိုရောက်လာမှာဖြစ်ကြောင်းလွတ်တော်စည်းဝေးတွင်ဥပမာပေးပြီးဝန်ကြီးချုပ်ကပြောကြားခဲ့တာပါဝန်ကြီးချုပ်ရဲ့အဲ့ဒီလိုပြောဆိုမှုကိုမကြိုက်တဲ့တရုတ်ကောင်စစ်ဝန်ကနိုဝင်ဘာ9ရက်နေ့မှာလဲ တခါထပ်ပြီးတော့ရေးခဲ့ပြန်ပါတယ်။အိုဆာကာမှာရှိတဲ့တရုတ်ကောင်စီဝန်ချုပ်ရဲ့ချင်းချောက်ပြောဆိုမှုအပေါ်ပြင်းထန်စွာကန့်ကွက်ကြောင်းဂျပန်ကတရုတ်အစိုးရထံတိုင်ကြားထားတယ်လို့ဒီကနေ့နိုဝင်ဘာ10ရက်နေ့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်းဂျပန်အစိုးရအဖွဲ့အတွင်းဝန်မီနိုရုကီဟာရာက ပြောပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့တရုတ်နိုင်ငံရဲ့ဌာနပြောခွင့်ရကကောင်စီဝန်ရဲ့ရေးသားမှုဟာထိုင်ဝမ်အရေးမှာလက်နက်နဲ့ဝင်ရောက်ဆွတ်ဖက်မဲ့အန္တရာယ်ရှိစေတဲ့မိန့်ခွန်းအပေါ်တုံ့ပြန်ခြင်းဖြစ်ကြောင်းနဲ့ဂျပန်ကတချို့နိုင်ငံရေးသမားတွေနဲ့မီဒီယာတွေဟာ ရည်ရွယ်ချက်ရှိရှိအာရုံပြောင်းအောင်လှုပ်ဆောင်နေကြကြောင်းတုံ့ပြန်ခဲ့ပါတယ်။ဝန်ကြီးချုပ်စန္ဒာအီတကာအီချီဟာတရုတ်စန့်ကျင်ရေးအယူအဆပြင်းထန်သူလို့သတ်မှတ်ခံထားရပြီးလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဝန်ကြီးချုပ်တဦးအနေနဲ့ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ပြောင်ပြောင်တင်းတင်းပြောဆိုတာဒါပထမဆုံးအကြိမ်လဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ